မင်္ဂလာပါခုချိန်အောင်စာပရစတမလာ26ရက်နေ့တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ ်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ရှမ်းမြောက်ဒေသကြောက်မဲမြို့နယ်ထဲမှာရဟန်းတန်ခါနဲ့အရက်သားတွေအသက်ခံခဲ့ရတဲ့အပြင်အဲ့ဒီထဲမှာအသက်မပြည့်သေးတဲ့မင်းကလေးငယ်တယောက်ပါမရင်းကျင့်ပြီးတော့အသက်ခံလိုက်ရပါတယ်သူတို့ကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကတတ်သွားတာလို့ဆိုပါတယ်ကြောက်မဲမြို့နယ်ထဲကနာအိုက်ခန့်ရွာမှာအသက်မပြည့်သေးတဲ့မင်းကလေးငယ်တယောက်မရင်းကျင့်အသက်ခံခဲ့ရတယ်လို့ရွာသား၄ယောက်ကိုစစ်တပ်ကတတ်သွားတာဖြစ်ပါတယ်အဲ့ဒီမင်းကလေး လေးကဒီနာအိုက်ခန့်ရွာနာမှာရှိတယ်သူတို့ရဲ့လေတော်တွေက တဲထဲမှာပြစ်သက်ခံလိုက်ရတာဖြစ်ပါတယ်။သူနဲ့အတူသူ့ရဲ့မိသားစုဝင်တွေလည်းအသက်ခံလိုက်ရတာဖြစ်ပါတယ်။အသက်16နှစ်ပဲရှိသေးတာဖြစ်ပြီးတော့သူ့ကိုတွေ့တဲ့အခါမှာပေါ့လေပြောချင်တာသူ့ရဲ့အလောင်းကိုတွေ့တဲ့အခါမှာဒီအမျိုးသမီးငယ်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းဟာဆိုလို့ရှိရင်အဝတ်ပလာအနေထားဖြစ်နေတယ်လို့နှိဆက်သူတွေကပြောပါတယ်။သူတို့တွေအသက်ခံထားတဲ့ဒီလေတော်တွေကတဲထဲမှာဆိုရင်လည်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ယူနီဖောင်းတွေကိုတွေ့ခဲ့တယ်လို့ရှမ်းကျောင်းသားတပ်မကက ထုတ်ပြန်ပါတယ်။သူတို့ကိုစစ်တပ်ကစက်တမလ24ရက်နေ့နေ့လယ်ခင်းလောက်မှာတတ်သွားတာဖြစ်တယ်လို့လည်းရှမ်းကျောင်းသားတမကရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။နောက်ပြီးတော့အခုဒီအသက်ခံရတဲ့သူတွေထဲမှာဆိုရင်တန်ဃာတော်တပါးလဲပါပါတယ်။ကျမရင်မကောင်းနဲ့ဆရာတော်ကိုပြုစုပေးဖို့အတွက်စစ်ဘေးမရှောင်မဲနဲ့အဲ့ဒီရွာမှာကြံခဲ့တဲ့တန်ဃာတော်အပြစ်သက်ခံလိုက်ရတာဖြစ်ပါတယ်။ဒါဟာစစ်ရာဇွဲမှုကိုကျူးလွန်တာဖြစ်လို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုအပြစ်ပေး အေးအေးယူနိုင်ရေးအတွက်ပြည်သူတွေကိုအကူအညီပေးသွားမယ်လို့လည်းရှမ်းကျောင်းသားတမကကဆိုပါတယ် တဘူပေါ်တဘူစင်ဖြစ်နေရတဲ့စစ်ဘေးရှောင်တွေအကြောင်းဆက်ပြီးတော့ပြောပြပါမယ်။တောတောင်ထဲမှာစစ်ရှောင်နေကြရတဲ့သူတွေဟာတဘာဝဘေးကြောင့်သေဆုံးခဲ့ရပါတယ်။ရှမ်းပြည်တောင်ပိုင်းဒီရွာငံမြို့နယ်ထဲမှာဖြစ်ခဲ့တဲ့တောင်ပြိုမှုထဲမှာတော့ကလေးတွေအပါအဝင်စစ်ဘေးရှောင်ပြည်သူ10ယောက်သေဆုံးသွားခဲ့ပါတယ်။တောင်ပြိုကျမှုကစက်တဘာလ24ရက်နေ့မှာဖြစ်ခဲ့တာပါ။ဖြစ်သွားတဲ့နေရာကတော့ဒီရွာငံမြို့နယ်ကြောက်တော့ရွာကပြည်သူတွေစစ်ဘေးရှောင်နေကြတဲ့နေရာ ာတစ်ခုမှဖြစ်ခဲ့တာလို့ဆိုပါတယ်ရွာငံမျိုးနယ်ထဲမှာဖြစ်နေတဲ့ဒီတိုက်ပွဲတွေနောက်ပြီးတော့စစ်ရေးပဋိပက္ခတွေကြောင့်အဲ့ဒီနေရာမှာပြည်သူတွေကစစ်ရှောင်စခန်းနေရာပုံစံမျိုးနဲ့စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ် တနုပြည်နယ်ဒီအမျိုးသားကာကွယ်ရေးတပ်တော် DSNDA ရဲ့ဒီကနေ့ထုတ်ပြန်ချက်အရဆိုလို့ရှိရင်ဒီတောင်ပြိုမှုတွေမှာ အသက်တစ်နှစ်ခွဲအရွယ်သမီးလေးပေါ့လေနော်မိန်းကလေးငယ်တစ်ယောက်ပါတယ်နောက်ပြီးတော့အသက်9နှစ်နဲ့အသက်10နှစ်အရွယ်ယောက်ျားလေး2ယောက်နောက်ပြီးတော့တက်လက်ပိုင်းတွေအပါဝင်တက်ကြီးပိုင်းစစ်ဆောင်ပြည်သူတွေတေဆုံသွားခဲ့တာလို့သိရပါတယ်ရွာငံမျိုးနယ်ထဲမှာစစ်ကော်မရှင်တပ်ကစက်တမလဒုတိယပတ်ကစပြီးတော့စစ်ကြောင်းထိုးလာတာကြောင့်ကြောက်တုံးရွာသားတွေဟာဆိုရင် င်ဒီဘေးလွတ်နိုင်မယ့်နေရာတစ်ခုမှာစစ်ဘေးရှောင်နေကြတာလို့ဆိုပါရယ်။နောက်ပြီးတော့ဒီကရနီကတိုက်ပွဲသတင်းနဲ့ကျွန်မဆက်ချင်ပါရယ်။ကရနီပြည်ထဲမှာတော့စစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပဖို့ကြေညာထားတဲ့မျိုးနယ်တွေဘက်ကိုထိုးစစ်တွေလုပ်နေတဲ့အတွက်ကရနီတော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ထိတွေ့မှုတွေဖြစ်ပွားနေပါရယ်။ကရနီပြည်ထဲကအခုဒီလွိုက်ကော်မျိုးနယ်အပါအဝင်မျိုးနယ်ခုနှစ်မျိုးနယ်ထဲမှာရွေးကောက်ပွဲလုပ်သွားမယ်ဆိုတာမျိုးစစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ာဩဂတ်စ်လထဲမှာကြေညာထားတာဖြစ်ပါတယ်။အဲ့ဒီမြို့နယ်တွေတဲကမှာအခုဆိုရင်ဒီမော့ဆိုမြို့နယ်ထဲမှာတိုက်ပွဲတွေဇက်တိုက်ဆိုသလိုဖြစ်နေပြီးတော့ဖရူဆိုနဲ့ဘောလခဲမြို့နယ်တွေမှာထိတွေ့မှုတွေရှိလာနေတယ်လို့ခရနီတော်လန်ရေးအဖွဲ့တွေကထုတ်ပြန်ပါတယ်။ထိတွေ့တိုက်ပွဲတွေအပြင်စစ်ကော်မရှင်တပ်ကစစ်အင်အားကိုပါထပ်ပြီးတော့တိုးချလာတယ်လို့ခရနီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးကလလတ်တကဗျူဟာမှုတယောက်ကပြောပါတယ်။ ဒီမော့ဆိုမြို့နယ်တဲကဒေါငန်ခါရွာဘက်မှာတော့တိုက်ပွဲတွေကအရန်ကိုပြင်းထန်နေသလိုလေကြောင်းအပြင် short တိုက်ဒုံးလက်နက်ကြီးနောက်ပြီးတော့ drone တွေနဲ့ပါ နေတိုင်းပြစ်ခတ်တိုက်ခိုက်နေတယ်လို့စစ်ဘေးရှောင်တွေကပြောကြပါဗျ။ ဘောလုံးပွဲကြည့်ရင်လည်းမတော်တဆမှုကြောင့်ဒေဆုံမှုတွေရှိခဲ့တဲ့သတင်းကိုဆက်ပြီးတော့ပြောပြပါမယ်။မွန်ပြည်ရေးမြုံနယ်ထဲမှာဘောလုံးပွဲကြည့်နေကြတဲ့အချိန်ဒီအုတ်တိုင်းပြိုကျခဲ့လို့ចောင်းသား၃ယောက်ဒေဆုံသွားခဲ့ရပါတယ်။အာဒဏ်ရာရထားတဲ့သူလည်း၂ယောက်ရှိတယ်လို့နီးစပ်သူတွေကပြောပါတယ်။ရေးမြုံနယ်လမိုင်းမြို့အာမော့ကနင်ကျေးရွာအုပ်စုတဲကဂုံးပေါ်ရွာတစ်ရွာမှာလှုပ်တဲ့ဘောလုံးပွဲမှာဖြစ်သွားတာပါ။ဂုံးပေါ်ရွာတစ်ကဒီအဲ့ဒီရွာတွေကပေါ့လေဖုန် ီးကျောင်းသားကဘောလုံးကွင်းမှာဖြစ်သွားတာလို့ဆိုပါရယ်။အာပွဲစဉ်ကတော့စက်တဘာလ24ရက်နေ့ညနေပိုင်းမှာလုပ်ခဲ့တဲ့ရွာချင်းဖိတ်ခေါ်တဲ့ဘောလုံးပြိုင်ပွဲလေးလို့ဆိုကြပါရယ်။အဲ့ဒီဘောလုံးပွဲမှာကြည်နေကြတဲ့သူတွေအပေါ်ကိုဒီအုတ်တိုင်းကပြိုကျလာတာကြောင့်အသက်16နှစ်ဝန်းကျင်အရွယ်ကျောင်းသား3ယောက်သေဆုံးသွားခဲ့ရတယ်လို့လမိုင်းပရဟိတအဖွဲ့ကဆိုပါတယ်။နှစ်ရက်ဆက်တိုင်းမိုးရွာပရနာအခုလိုမျိုးအုတ်တိုင်းပြိုကျမှုဖြစ်ခဲ့တာလို့ဒေသခံတွေက ပြောပါတယ်။အုတ်တိုင်းဆောက်ထားတဲ့နေရာဟာကုန်းအမြင့်ပိုင်းမှာရှိနေတာဖြစ်ပြီးတော့မိုးဆက်တိုက်ရွာနေတာကြောင့်အောက်ခံမှာရှိတဲ့မြေတွေကပျော့ပြီးတော့အုတ်တိုင်းပြိုကျခဲ့တာလို့လည်းပြောကြပါဗျ။ထိုင်းနိုင်ငံကမြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဒီထိုင်းနယ်လူဝင်မှုကြီးကြပ်ရေးဌာနကအာပေါင်းပြီးတော့ပေါ့လေ CI လို့ခေါ်တဲ့တပ်တည်ခံကပ်ပြားနောက်ပြီးတော့ World Permit လို့ခေါ်တဲ့အလုပ်လုပ်ခွင့်လက်မှတ်နဲ့ဒီပန်းရောင်ကတ်တွေကိုလုပ်ပေးနေတာရှိပါတယ်။အလုပ်လုပ်ခွင့်ရတဲ့သူတွေမှာတကယ်လို့များပေါ့လေနိုင်ငံကူးလက်မှတ် Passport ရှိတယ်ဆိုရင်အလုပ်လုပ်ခွင့်နဲ့ချိတ်ဆက်ပြီးတော့အဲ့ဒီနိုင်ငံကူးလက်မှတ် Passport ထဲမှာ Visa တုံးထုတ်ပေးနေတာပါ။ အခုခါမှာတော့အဲ့ဒီအလုတ်သမားတွေကိုင်းတဲ့နိုင်ငံကူးလက်မှတ်မှာဒီမြန်မာဘက်ကထိုင်းနိုင်ငံအတွက်သားဆိုတဲ့စာသားကို အင်္ဂလိပ်ဘာသာနဲ့တစိုက်တုံးတွေထုတ်ပေးလိုက်ပါတယ် ဒါကြောင့်နိုင်ငံကူးလက်မှတ်ကိုင်းဆောင်ထားတဲ့ဒီအာမြန်မာအလုပ်သမားတွေပေါ့လေရွှေပြောင်းအလုပ်သမားတွေအနေနဲ့တခြားနိုင်ငံတွေကိုအလဲအပတ်သဘောမျိုးတောင်မှသွားလို့မရတော့မှကိုစိုးရိမ်နေကြပါတယ်။တစ်ချိန်တည်းမှာပဲမလေးရှားနိုင်ငံကတော့မြန်မာနိုင်ငံကူးလက်မှတ်ဒီ passport ကိုင်းဆောင်ထားတဲ့သူတွေကို social visa လို့ခေါ်တဲ့လူမှုရေး visa ကို visa လျှောက်ထားစရာမလိုဘဲနဲ့ထုတ်ပေးမယ်လို့ဆိုပါတယ်။ ASEAN နိုင်ငံတွေအကြားဒီ visa ကင်းလွတ်ခွင့်သဘောတူညီ ချက်အရလည်းမြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေဟာတခြား ASEAN နိုင်ငံ၉နိုင်ငံကိုဗီဇာမပါဘဲနဲ့၁၄ရက်ကနေရက်30အထိပေါ့လေတွားနိုင်တော့မှာဖြစ်ပါတယ်။ဒါကတော့ဒီနိုင်ငံအလိုက်ပေါ့လေဟိုဝင်ရောက်လေပတ်ခွင့်ရက်အကန့်အသတ်လေးတွေကတော့ကွာခြားမှုတွေရှိပါတယ်။ဒါပေမဲ့အဲ့ဒီနိုင်ငံတွေရဲ့လူဝင်မှုကြီးကြပ်ရေးအရာရှိတွေမှာတော့ဒီနိုင်ငံဝင်ရောက်ခွင့်ကိုညှင်းပယ်စရာအကြောင်းရင်းရှိတယ်ဆိုရင်ညှင်းပယ်ခွင့်ရှိနေပါတယ်။ဗီဇ ဇာနဲ့ပတ်သက်ပြီးတော့အချက်လက်တွေပေးနေတဲ့လူမှုမီဒီယာအကောင့်တွေနဲ့ဒီဗီဇာဝန်ဆောင်မှုအကောင့်တွေမှာဆိုရင်ဗီဇာမပါဘဲနဲ့ဝင်ခွင့်ရပေမဲ့အပြန်လက်မှတ်နောက်ပြီးတော့ဟိုတယ်ပေါ့လေအာကြိုတင်ပြီးတော့ booking လုပ်ထားတာတွေအဲ့ဒီစာရွက်စာတမ်းတွေနောက်ပြီးတော့ show money ပေါ့နော်အဲ့ဒါတွေအခိုင်အမာပြနိုင်ဖို့အတွက်တိုက်တွန်းထားတာရှိပါတယ် အခုတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုဆက်ပြီးတော့ပြောပြသွားမှာပါ။ American သမ္မတ Donald Trump ကအမေရိကန်မှာလေပတ်နေတဲ့ TikTok ကုမ္ပဏီရဲ့အစိတ်အပိုင်းကို American Dollar 14 billion နဲ့အယောင်းဝယ်လုပ်ဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောလိုက်ပါတယ်။တရုတ်နိုင်ငံပိုင် TikTok ကုမ္ပဏီရဲ့ American လေပတ်မှုကို American ကိုရောင်းချဖို့ကိစ္စနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုအမိန့်ကိုသမ္မတ Donald Trump ကကြာတာပြည်နေ့ကလက်မှတ်ရေးထိုးလိုက်ပါတယ်။သမ္မတ ထရမ့်ရဲ့အဆိုအရဆိုရင်ဒီတရုတ်သမ္မတရှီကျင်းဖင်ကဒီကိစ္စကိုဆက်လုပ်သွားဖို့မီးစိမ်းပြလိုက်ပြီးဖြစ်ပါတယ်။အမေရိကန်ရဲ့ TikTok လဲပတ်မှုအစိတ်အပိုင်းကိုကမ္ဘာတဝန်းကလုပ်ငန်းရှင်ကြီးတွေစုပေါင်းပြီးတော့အစုရှယ်ယာထည့်ဝင်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့် TikTok နဲ့ပတ်သက်တဲ့2024လုံခြုံရေးလိုအပ်ချက်နဲ့သက်ဆိုင်တဲ့ဥပဒေကိစ္စပြည်လည်သွားပြီလို့ဆိုပါတယ်။အမေရိကန်မှာလက်တလော TikTok သုံးဆွဲတဲ့သူတန်း100 80ရှိနေပြီးတော့အရင်နှစ်ကသမရရွေးကောက်ပွဲအနိုင်ရအောင်တစ်တော့သုံးဆွဲတဲ့သူတွေကပန့်ပိုးပေးခဲ့တယ်လို့လည်းသမရထရမ့်ကပြောပါတယ်သမရထရမ့်ကိုယ်တိုင်ကလည်းတစ်တော့မှာအကောင့်ဖွင့်ထားပြီးတော့ follower ပေါ့လေအာ15တန်းရှိနေပါတယ် Dell ကုမ္ပဏီကိုတည်ထောင်သူ Michael Dell နောက်ပြီးတော့ Australia Media တထေးကြီးဖြစ်တဲ့ Upa Murdoch တို့ကရှယ်ယာဝင်တွေအဖြစ်ပါဝင်ကြမယ်လို့ဆိုပါတယ် အိန္ဒိယနိုင်ငံလက်တက်ဒေတာမှာတော့ဒီဆန္ဒပြမှုတွေဆက်ပြီးတော့ဖြစ်နေပါတယ်လက်တက်ဒေတာဟာတရုတ်နဲ့ပါကစ္စတန်နယ်စပ်ဂျမူးနဲ့ကက်ရှမီးယားဒေတာတွေမှာရှိတာဖြစ်ပါတယ်အခုအချိန်ထိတော့ပြည်နယ်အဆင့်တမတ်ရေတောင်းဆိုဆန္ဒပြမှုတွေထဲမှာတည်ဆုံတဲ့သူ၄ယောက်ရှိသွားပါပြီ။လက်တက်ဒေတာအာခံတွေကပေါ့လေဒီလေနဲ့အာကာဂျောခရိုင်နှစ်ခုပေါင်းပြီးတော့ပြည်နယ် အဲအဖြစ်သတ်မှတ်ပေးဖို့နောက်ပြီးတော့အရှိမြောက်ပိုင်းဒေတာကလူမျိုးစုတွေလူမျိုးသူတို့မြေယာတွေကိုဥပဒေတွေနဲ့အကာအကွယ်ပေးဖို့ပြီးတော့ဒီအလုတ်ကန်အခွင့်လန်းတွေကို ခွဲတန်းသတ်မှတ်ပေးဖို့ပါလီမန်အမတ်နေရာနှစ်နေရာပေးဖို့အတွက်တောင်းဆိုနေကြတာပါလက်တက်ဒေတာမှာတိဘက်အနယ်ဝင်တွေဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေကလေခရိုင်မှာအဓိကနေထိုင်ကြပြီးတော့ကာဂျောခရိုင်ထဲမှာတော့မွတ်စလင်တွေအများစုနေထိုင်ကြပါတယ်အခု ဆန္ဒပြပွဲရဲ့ထူးခြားချက်ကတော့အဲ့ဒီဗုဒ္ဓဘာသာဝင်တွေနဲ့မွတ်စလင်တွေပူးပေါင်းပြီးတော့လူငယ်တွေရဲ့ဥဆောင်မှုနဲ့ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ်းနိုင်ငံမှာမိုးဆက်တိုက်ရွာသွန်းနေတာဆယ်ရက်လောက်ရှိလာပြီးတဲ့နောက်မှာတော့ထိုင်းအစိုးရကသတိပေးချက်တွေကိုထုတ်ပြန်ထားပါတယ်။ရာသီဥတုဆိုးရွားလာမှုဟာမုတ်တုံလေအားကောင်းလာတာအပြင်အတောင်တရုတ်ပင်လယ်ဘက်ကမုန်တိုင်းရာကစားအကျဉ်းအကျံတွေနဲ့မုန်တိုင်းသစ်ဖြစ်တဲ့ဘွာလိုင်တို့ပူပေါင်းကုန်လို့ဖြစ်ပါတယ်။မုန်တိုင်းသစ်ဘွာလိုင်ကဗီယက်နမ်နိုင်ငံမှာကုန်းတွင်းပိုင်းကိုဝင်ရောက်မယ်လို့ခန့်မှန်းထားပြီးတော့နောက်ဆုံးအဆင့်မှာတော့ထိုင်းနိုင်ငံမြောက်ပိုင်းမှာမိုးတီးထန်စွာရွာသွန်းမယ်လို့ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ဒီအရှိမြောက်ပိုင်းဒေသတွေဟာမိုးသီးထန်မှုနဲ့ရေကြီးမှုအန္တရာယ်တွေမြင့်မားတဲ့နေရာတွေအဖြစ်သတ်မှတ်ထားပါတယ်။လက်ရှိမှာတော့ထိုင်းမိုးလေဝသဌာနကမုန်တိုင်းဘွာလိုက်ကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုရင်စက်တဘာလ28ရက်နေ့ကနေ29ရက်နေ့မှာဒီအဒီနှစ်ရက်မှာပေါ့လေမုန်တိုင်းလမ်းကြောင်းကပြောင်းသွားနိုင်တယ်လို့ခန့်မှန်းထားလို့ဖြစ်ပါတယ်။အော်တိုဘာလ1ရက်နေ့ကနေ9ရက်နေ့ကြာမှာတော့မိုးရော့သွားမယ်လို့ထိုင်းမိုးလေဝသ ကခမန်းထားပါတယ်မြန်မာမိုးလေဝသနဲ့ဒီဇလဗေဒဦးစီးဌာနကထုတ်ပြန်ချက်ကတော့ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့လေဖိအားနဲ့ရဲဝန်ကဆက်ပြီးတော့ရှိနေမယ်လို့ဆိုပါတယ်မုံတိုင်းရာဂါစာအားပြော့ပြက်ပြဲသွားပြီမဲ့မြန်မာနိုင်ငံအနှံ့အပြားမှာတော့မိုးသီးထန်စွာရွာသွန်းနိုင်တယ်လို့ခမန်းထားပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမနေ့ကဒီမြေကျုံပြီးတော့တွင်းအကြီးကြီးဖြစ်သွားတဲ့အရေးပေါ်အချိန်မှာပဲမိဖွားဖို့အတွက်ဈေးရုံကိုသွားတဲ့မြန်မာအမျိုးသမီးတစ်ယောက်က တက်ဆီပေါ်မှာမိဖွာခဲ့ရပါတယ်။ဘန်ကောက်မြို့ကဝက်ဂျီရာဒီဆေးရုံပေါ့လေအဲ့ဒီဆေးရုံမှာမြေကျွန်းပေါက်ကြီးဖြစ်ပြီးတော့လမ်းတွေပိတ်နေခဲ့တာဖြစ်ပါတယ်။လမ်းတွေပိတ်နေလို့ဆေးရုံကိုအချိန်မီမရောက်နိုင်တော့ဘဲနဲ့သူစီးလာတဲ့တက်ဆီကားပေါ်မှာပဲကလေးကိုမွေးခဲ့ရပါတယ်။ကလေးကတော့တမီလေးလို့ဆိုပါတယ်။သူကလေးမွေးနိုင်ဖို့အတွက်အဲ့ဒီတက်ဆီဒရိုက်ဘာရောနောက်ပြီးတော့အနားမှာရှိနေတဲ့ထိုင်းရင်ထင်းရဲတွေကရောဝင်ပြီးတော့ကူညီပေးခဲ့ကြရပါတယ်။ ်ကောင်းမြို့ဆမ်ဆန်လမ်းမကြီးပေါ်မှာလမ်းပိတ်မိနေတဲ့ဒီကိုဝင်ဆောင်မြမမျိုးသမီးပေါ့လေမြမမျိုးသမီးကိုဝင်ဆောင်ဒီမိဖွားနိုင်ဖို့အတွက်ဆမ်ဆန်ရဲစခန်းနဲ့တော်ဝင်ရဲတပ်ဖွဲ့ကရဲတပ်ဖွဲ့ကရဲတွေကဝိုင်းပြီးတော့ကူညီပေးခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဆေးရုံကိုရောက်တဲ့အထိရဲတွေကပဲလမ်းကိုရှင်းပေးပြီးတော့လိုက်ဖို့ပေးခဲ့ကြပါတယ်အခုတော့ကလေးရောမိခင်ရောကြမ်းကြမ်းမှမှရှိနေတယ်လို့ထိုင်းသတင်းတွေကဆိုပါတယ် သတင်းနဲ့မီဒါကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းစီစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။